ကျွန်မဘယ်ဒီဆက်ရှောက်အောင်မလဲမိခလန်လန်အကောင်းမြင်နေမလားတွေ့တယ်အခုဘယ်လောက်ပေါင်းမှာဆင်းပြီးရောလမ်းမှာတစ်တရနေပြီအဲဒီကားကြီးကိုဖြည်းဖြည်းချင်းပြေးလာခဲ့လိုက်အဲဒီကားထဲမှာနေမိုးဆက်ရှိကောင်းပြီလေ ကားနဲ့ပတ်သက်လို့ကကျွန်တော်တစ်နှစ်ကျော်တစ်နှစ်ကျော်လောက်တော့ရှိပြီမရိုက်ဖြစ်တာပေါ့နော်မရိုက်ဖြစ်တာတော့မဟုတ်ဘူးမကြိုက်လို့မလုပ်တာမကြိုက်လို့ဆိုတာကအဓိကအမှန်တိုင်းပြောမယ်တချို့ကြတော့လေဘာကြကြောင်ဘာကြကြောင်ဆိုပြီးတော့အရန်ဟိုပြောမယ်ဆိုရင်ဖြစ်နိုင်တဲ့ဈေးတွေပေါ့အသစ်ဈေးတွေပြီးကြတဲ့ခါကျတော့ဟိုပြောမယ်ဆိုရင်ကိုယ်တန်းကိုထိန်းလိုက်တာလည်းပါတယ်ပြီးတော့နောက်အသစ်တွေကိုနေရာပေးချင်တာလည်းပါတယ်အဲအကြောင်းမို့လွတ်လွတ်လပ်လပ်ကြပါဗျာဟုတ် မိုးဆက်ရင်ငါစိတ်ဆိုးစရာလားနေရချစ်လို့ချစ်တယ်ပြောရပါဘယ်ဟုတ်မသိဘူးလေဟာဒါဆိုနေငါ့ကိုစိတ်မဆိုးဆိုတော့ငါ့ကိုဘယ်တော့အဖြေပြန်ပြီးမှလဲဟုတ်ကဲ့ပါဒီနေ့ကတော့ဒီကျွန်တော်ညီကိုလိုခင်ရကိုမွေးရဆုံးပေါ့နော်အဲသူကနေပဲညီလေးဒီဇလန်းတွဲရှိရဲ့အခုနေနေပေါ့ဝင်ပြီးတော့အဖြေပြီးလို့ရမှာလို့ဒီနေ့တောင်းလိုက်ကြအောင်ကြောင့်လာပြီးတော့အဖြေပြအောင်ဗျအကြဲတခြားအလုပ်တွေလည်းလုပ်နေတဲ့အတွက်ကြောင့်မျိုးမရိုက်ဖြစ်တာများတယ်။အဲဒါပေမဲ့ဂျူကြားဂျူကြား အဲလာပြီးတော့ငားတဲ့ခါကြလို့ရှိရင်တော့ရဖြစ်ပါတယ်ဒါတော့မနာလူရဲ့လူရပြောတာပါပေါကဆိုတာတကယ်တော့အမှန်တမ်းပဲဒါဟာတာကလူတိုင်းကြိုက်ကြတယ်ပြောမယ်ဆိုရင် drummer ကားတို့အချစ်ကားတို့ကိုတောင်းတန်းကိုယုံမှအားပေးရလူရှားတယ်ဟာတာကားပဲလူကြီးကြဘာလို့လဲကျွန်တော်တို့ကကြတော့တော်တော်များများအခုချိန်အခုကာလမှာအကုန်လုံး strap ပြီနေကြတာဒါကြောင့်မလို့သူတို့တွက်ကပြောမယ်ဆိုရင်ဒီ entertainment ဆိုလို့ပျော်ရွှင်မှုပဲသူတို့လိုက်ရှာကြများတယ်လေဒါကြောင့်မလို့ဟိုလူတွေကသာဘလို့ပဲပျော့ပျော့ ပြောမှဆိုရင်ဟိုတကယ်တမ်းကဇကားကောင်းတယ်ဇိုင်းကောင်းတဲ့ဟာဆိုလို့ရှိရင်တော်တော်များများကဟိုအားပေးဖို့ရှားတယ်ယုံပါလူပြည့်ဖို့နည်းနည်းရှားတယ်ပေါ့နော်ကျွန်တော်ထင်ရတာအဲ့လိုမြင်မိတယ်ဒါပေမဲ့ဟိုတကယ်ပြောမှဆိုလို့ရှိရင်ဒီတချို့မင်းသားဆွဲကြီးလည်းရှိတယ်ယုံနေရလည်းတချို့မင်းသားဆွဲကြီးရှိတယ်ဘယ်မင်းသားဆိုမှတင်ရမယ်ဟိုမင်းသားဆိုမှတင်ရမယ်အဲ့လိုမျိုးအဆွဲကြီးရှိတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ဟို ဟာတာကားတွေကပို့ပြီးတော့နေရာရတဲ့ပုံစံမျိုးလည်းဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ဈေးကွက်မှာပေါ့နော်ဟာတာကားလူပို့ပြီးတော့ပြည့်တယ်ပြောမယ်ဆိုလို့ရှိရင်ဟိုဒရမာကြီးပဲသွားလို့မရဟာတာကားနဲ့ဒရမာကရောပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်ဈေးတင်မှသာလူပို့ပြီးတော့ကြိုက်မယ်လူပို့ပြီးတော့အားပေးမယ်အဲအဲ့လိုမျိုးကျွန်တော်မြင်မိပါတယ်ဗျအဲအခုကကြတော့ကျွန်တော်တို့ကဘယ်လိုလဲဆိုကျွန်တော်ကျွန်တော်စီအခု online မှာလွှင့်နေပေါ့နော်အော် online မှာလွှင့်နေတယ်အော်အိမ်မှာလွှင့်နေတယ်ဒါပေမဲ့မနီးကတော့ family ပြီးသွားပြီ းဖက်မီပြီးသွားပြီဒီဂျာဘေးနေဆိုလို့ရှိရင်ဇက်သိန်းသွားမယ်ပေါ့နော်အဲဒီဂျာထဲမှာတော့ကျွန်တော်ဒီ KM တက်ဖြစ်ဖို့အတွက်ပရိသတ်နဲ့ KM တက်ဖြစ်ဖို့အတွက်ဇလန်းအတူလေးရိုက်ဖို့အတွက်စီစဉ်ထားတယ်အဲပြီးတော့အချိန်အားရင်အားလို့ပေါ့နော်ဖန်နေနဲ့တွေ့ပြီးတော့ DVD တစ်ခုပုံစံမျိုးလောက်တာပဲဖြစ်ဖြစ်ပရိုက်တာလောက်တဲ့ပုံစံမျိုးပဲဖြစ်ဖြစ်ပြန်ပြီးတော့လုပ်ဖို့တော့ရှိပါပြီဟုတ်ကဲ့ပါငါကအမှန်တမ်းပြောမှဆိုမနီးခကြတော့အင်္ဂါနေ့ဖြစ်တာကိုဂျားရက်ဆိုတော့တို့ကလည်းမအားကြအောင်အရာကြီးကိစ္စမရှိဘူးလို့ညီလေးညီမလေးနောက်မှ တွေ့ကြမယ်ဆိုပြီးအဲ့လိုမျိုးပြန်ပြီးတော့ချိန်လိုက်တယ်အဲတကယ်ပြောမယ်ဆိုရင်ကျွန်တော်အားပေးရသူတွေတော်တော်များများလက်လုပ်လက်စားတွေလည်းပါတယ်ဝန်ထမ်းတွေလည်းပါတယ်အဲအဲအားကြောင့်မို့ကျွန်တော်အနေနဲ့ကသူတို့ကိုကိုကြောင့်မို့လို့သူတို့အလုပ်ပြမှာမို့လို့ရတယ်ဟိုကပိတ်ရကြမှာပဲလာခဲ့လိုက် တကယ်ပိတ်ရမရှိဘူးဆိုလို့ရှိရင်ငါတို့ကိုမောက်အသီးတန်းတွေ့ပြီးမူသွားစားကြမယ်အဲ့လိုမျိုးပဲချိန်လိုက်ပြဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့ကကြတော့အမှန်တမ်းကျွန်တော်တို့က fan နဲ့ကျွန်တော်နဲ့ဂျာမှာ gap မထားတာအောင် တချို့ကြ get ဒီပါထားတာဘယ်သူ့ကိုပြောလိုက်လို့ပါလို့သူလက်ထောက်လို့ပါကျွန်တော်အဲ့လိုမဟုတ်ကျွန်တော်ဓာတ်ရိုက်ပဲ key fit ဖြစ်အောင်လို့ဓာတ်ရိုက်ပဲ group ထဲမှာလည်းကျွန်တော် fan group မှာလည်းကျွန်တော်ကိုယ်တိုင်ပြောတယ်တခြားလူကမပြောခိုင်းအဲ့လိုမျိုး close ဖြစ်အောင်လို့နေပါဗျာ and လှုပ်ရှားမှုလေးကကျွန်တော်ဒီလိုအတူလေးရောခုနပြောလို့အတူလေးရိုက်ဖို့ရှိတယ်အဲပြီးတော့ sacred လဲကိုယ့်ကိုရေးတက်အောင်ပြန်ပြီးတော့ပြန်နှွေးနေရအမှန်တမ်းပြောကျွန်တော်တို့ကဟို sacred go dieting go အကုန်ကုန်ကျွန်တော်သင်ထားပြီးသွားပြီ MRD4 ကျွန်တော်တို့ဒီဆရာဦးတီတို့ ရောက်ထင်ကြောတခြားပြီးတော့ဖိလစ်ပိန်းကဟိုနိုင်ငံသားနေပြီးတော့လာတဲ့ driver တွေလည်းကျွန်တော်တို့တော်တော်များများတင်ထားပြီးရယ်ပေါ့နော်ဒီ driving နဲ့ပတ်သက်နဲ့ပတ်သက်တဲ့ဟာရော script writing တွေရောအကုန်လုံးအကုန်လုံးတင်ထားပြီးရယ်ပေါ့နော်အဲအကြောင်းကျွန်တော်အနေနဲ့ကဒီ script ဘက်လေးကိုကိုယ်တိုင်ကြိုးစားပြီးရေးဖို့အတွက်ကျွန်တော်အစီအစဉ်နေပါဗျဟုတ်ကဲ့ပါဟုတ်